ဗဟိုဘဏ်က73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ38တန်းရောင်းပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံသောဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာ38တန်းကိုရောင်းပေးသွားမယ်လို့ယမန်နေ့ကထုတ်ပြန်ခဲ့ပါအထိဒီလိုရောင်းချပေးတာကိုဗဟိုဘဏ်ရဲ့နိုင်ငံခြားငွေကြေးဈေးကွက်ကသိမ်းရောင်းချပေးမှာဖြစ်တယ်လို့ဆိုပါအထိ ဟိုဘန်အန်ဒီနဲ့ပြည်တွင်း73စီဖူလုံမှုရှိစေရအတွက်အမေရိကန်ဒေါ်လာထွေကို ထုတ်ချောင်းပေးလျက်ရှိရာမှလက်ရှိပြည်တွင်း73စီဈေးနှုန်းပြောင်းမြင့်တက်လာချိန်မှယခုလိုထုတ်ချောင်းပေးတာဖြစ်ပါထိ73စီလုပ်ငန်းရှင်တွေကိုဒေါ်လာထုံချောင်းမှုအနေနဲ့ယခုလအတွင်းဧပြီလ9ရက်မှဒေါ်လာတန်း30နဲ့ဧပြီလ22ရက်မှ25တန်းရောင်းချပေးထားပြီဖြစ်တယ်လို့သိရပါတယ်ရှင်။